ကဲဒီပါတူးမှာကျတော့ကျွန်တော်တို့ Azor Bag ကိုပြန်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ Wow Player တွေအတွက်တော့အမိကဘာပေါ့နော်ပြောမယ်ဆိုလို့ရှိရင် Azor မှာစတဲ့ပြဿနာတွေကတင်မျိုးတွေ Model Races တွေကနေစခဲ့တာမဟုတ်ဘူးဘယ်တော့မှမမားနိုင်ဘူးထင်ရတယ် Titan Keeper တွေစခဲ့တာပေါ့နော် Titan Keeper အများစုသူတို့အခြေချတဲ့နေရာကြတော့ဗာလဲဆိုတော့ Ogor York ဆိုတော့အတွက်ဒီထောင်တစ်ခုပေါ့နော်အဲထောင်တစ်ခုဟိုပဲဗဟုပြုပြီးတော့တည်ထားတဲ့မြို့က Udoa ဆိုတဲ့မြို့ကဒီ Northrend မှာရှိရပေါ့နော် Northrend ဟိုအဲ့ Northrum မှာအဲ့နှစ်ပေါင်းများဆိုအဲ့ဒီမှာနေရတဲ့အခါပေါ့နော် keeper တွေကတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုမတိမတာလေဟို corruption အောက်ရောက်သွားတယ်ပထမအောင်ဆုံးပေါ့နော်စိတ်ကို corrupt လုပ်ခံရတဲ့သူကတော့ keeper Logan ပဲပေါ့နော်သူမတိလိုက်ပဲဒီ Yorkshireon ကတော့ဟို power အကြောင်း power အရန်ရှိလို့ mind control လုပ်တာမျိုးထက်ပေါ့နော်သူက power နဲတော့နဲတယ်သို့တော့သူကအနည်းဆုံးတော့ပွားလို့ရတယ်ပွားတော့မရမနာတော်တော်လေးပဲမြဲစူးရှာတဲ့စကားသံတွေကိုနားထောင်ပြီးတော့ သူယုံသွားပြီးတော့မနော်သူပထမဆုံးလုပ်ခဲ့တာကဒီ Titan Forge တွေထဲမှာအဲ့ဒီ Titan Forge မျိုးနွယ်တွေစက်ရုပ်တွေလို့ပြောရမှာပေါ့နော်အဲ့စက်ရုပ်တွေထဲမှာ The Curse of Flash ကိုပြန့်နှံ့သွားလို့တာပဲဆိုတော့ The Curse of Flash ကိုဘာသာပြန်မယ်ဆိုလို့ရှိရင်ဟိုတွေးတာချိန်စာသဘောမျိုးပေါ့နော်အဲ့ဒီချိန်စာတက်ရောက်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီတတုနဲ့ပြုတ်လုပ်ထားတဲ့ Titan Forge တတ္တဝါတွေကအချိန်ကြာလာနေတဲ့အမျှ အစပိုင်း original material pattern for ဆိုလို့ရှိရင်တတ်တူတင်လောက်တာမှာပေါ့နော်အဲ့ဒီတတ်တူလိုမျိုးကောင်းလိုမျိုးမဟုတ်တော့ဘဲနဲ့အဲသွေးနဲ့သားနဲ့တရဝါတွေဖြစ်လာပြီးတော့ပို့ပြီးတော့ weak ဖြစ်လာတယ်ပေါ့နော်ပို့ပြီးတော့တေလွယ်တယ်ပေါ့နော်ပြောမယ်ဆိုရင်တေမျိုးတွေဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီ keeper တွေရဲ့တက်ဖွဲ့တွေကို cause of flash ကိုပြန့်နှံ့သွားတယ်ပေါ့နော်ဆိုတော့လိုကန်ကတခြား keeper တွေရဲ့ဒီအလုပ်တွေဘာညာတွေကိုလည်းနှောက်ရှက်နိုင်ခဲ့ပြီးတိုက်တန်မျိုးတော်ကြီးဖြစ်တဲ့ဦးတူဝါနေပြီးတော့သူကခွဲထွက်သွားရတယ်ပေါ့နော်ခွဲထွက်သွားပြီးတော့တောက်လျှောက်ဒီအနောက်ရှက်ပေးတယ် တိုင်တန်ကီပါတွေကအဖွဲတိုက်ခိုက်တယ်ပေါ့နော်ဂျားထဲမှာငွေတယ်ပေါ့နော်ဂျန်နက်ကီပါတွေကသူတို့တပ်ဖွဲ့တွေမှာဟိုအဲ့ဒီဂျင်ဆာကဆက်ပြတ်တော့မှဆိုရင်လည်းကြောင့်မလို့ပေါ့နော်ဒီ motor races အဖြစ်ပြောင်းလဲသွားပြီးဖြစ်တဲ့ Titan Force မျိုးနွယ်တွေကိုနှင်ထုတ်လိုက်ကြတယ်ပေါ့နော်ဒါကြောင့်မလို့ Azeroth ပေါ်မှာပေါ့နော်ဒီမျိုးနွယ်တွေပေါ့နော်ဒီတတ်တော်မျိုးနွယ်တွေကသူကသူ natural ဖြစ်လာတာနေဒီမကပဲနေပေါ့နော်ဒီလိုမျိုးပုံစံနဲ့ပဲမျိုးရိုးတွေအများကြီးအဲမတူတဲ့မျိုးရိုးတွေအများကြီးပို့ပြီးတော့ဆုံသွားလို့ပြောလို့ရတယ်ပေါ့နော် ဆိုတော့ cause of flash ဆိုတာပေါ်လာပြီးတော့ပေါ့နော်ဒီအချိန်တစ်ခုအာအကြာမှာတော့ဗျာဘလို့ဖြစ်လာလဲဆိုတော့ဒီဟို Titan အဆောက်ဦးတွေတွေမှာပေါ့နော်လုံးဝဟိုတခြားအပြင်ပါဟိုဒီ cause of flash နဲ့ထိတွေ့မှုမရှိနိုင်မဲ့ဟိုအရာတွေသုံးလို့ရှိရင်များအစ်တ Titan Fortune နဲ့စက်ထဲကနေထုတ်ထားတာ ဒါမှမဟုတ်လို့ရှိရင်ဒီအင်အားကြီးလို့ပေါ့နော် Titan Keeper themselves ပေါ့နော်သူတို့ကိုယ်တိုင်ကတော့ဒီ Cursor Flash ကိုမတိုက်ရအောင်ပေါ့ဆိုတော့အင်အားပိုကြီးလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတိုက်ရမှုမရှိဘူးဒါပေမဲ့အဲ့ဒါတည်းလွယ်လို့ရှိရင် Titan Forge တွေကဒီအသားရည်သွေးသားရှိတဲ့တင်မျိုးတွေဖြစ်သွားတယ်ဥပမာဆိုလို့ရှိရင်ဗျာ Mega Gnome နေဆိုလို့ရှိရင်တော့ Gnome နေဖြစ်လာပေါ့နော်ကျွန်တော်တို့ Playable Alliance Race တို့ခုဖြစ်လာတယ်ဒီ other နေကနေပြီးတော့ dwarf တွေဖြစ်လာတယ်ဗောနော်ဒါလည်း another lines race ပဲ iron vehicle တွေကတော့ vehicle ပဲဖြစ်တော့ဗျ vehicle ဆိုတာကတော့ပြောမှာဆိုလို့ရှိရင် viking တဲ့ပေါ်မူတည်ထားတဲ့ဒီ proto human တွေလောပြောလို့ရပါတော့ဆိုတော့အဲဒါတော့ပေါ်က human တွေက vehicle တွေမျိုးဆက်တွေပဲပေါ့နော် vehicle တွေမျိုးဆက်တွေကလည်း human ဘယ်လိုဖြစ်လာလဲဆိုတာသူကသူတော့ story တော့ရှိတယ်တိုးတော့အဲ vehicle တွေဆိုတာကဒီ human alliance with human တွေရဲ့ဘိုးဘေးတွေပဲပြောလို့ရပါတော့ဆိုတော့ the cause of flash ခံစားရတဲ့ char titan forge မျိုးတွေကလည်းရှိသေးတယ်ဒါပေမဲ့သူတို့အများစုကမွန်ရင်ပုံစံကိုပဲဆက်ထိန်ထားနိုင်ခဲ့ပြီးတော့တွေးနေတာနေတာဖြစ်သွားတာဆိုပေမဲ့အဲကျွန်တော်ဆိုသူတို့ကကဘာတစ်ဖွားကိုပြန့်နှံ့ပြီးတော့ အရန်ကြီးဒီကျွန်တော်တို့ wow world of crossword ပြီဆိုလို့ရှိရင် major race တွေ playable race တွေဖြစ်လာဖို့ကတော့လူကြီးမများတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်အဲ့ဒါတွေကတော့ဒီ titan တွေအကြောင်းဖြစ်ပေါ်လာတဲ့မျိုးနွယ်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲဒါပေမဲ့ cursor flash နဲ့မဆိုင်ဘဲနဲ့ပေါ့နော်အဲဆိုတော့ပုံမှန်သူကသူ naturally အရာမွေးဖွားလာတဲ့ဖြစ်တည်လာတဲ့ဒီတင်မျိုးတွေကိုတခုပြောမယ်ဆိုလို့ရှိရင်တော့ azure native ဒီ original လို့အောင်ပြောလိုက်တာ only one လို့တော့ပြောလို့ရပါတော့ dragon တွေကလွယ်လို့ရှိရင်ကတော့ဘာလဲဆိုတော့ troll တွေပေါ့နော်ဆိုတော့တတန်းအရင်ဆုံးမျိုးတစ်မျိုးအဖြစ်ပေါ့နော် troll တွေကအစကဒီ ဟို Southern Kalimantan ပေါ့နော်ဒီ Kalimantan တိုက်ကြီးရဲ့ဒီဟိုမြတောင်ပိုင်းဒေသမှာအဓိကနေထိုင်ခဲ့ကြပြီးတော့လက်ရှိအချိန်နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း16000အကွာလောက်ကတည်းကပေါ့နော်သူတို့ရှိခဲ့တယ်။အဲ့ကတည်းကတော့ဗမာအုပ်စုဒီစာပြီးဖြစ်တည်တဲ့ tribe ပေါ့ Troia tribe နဲ့တွားပေါ့နော်ဆိုတော့ tribe တွေကကြတော့ Zandala tribe လို့ခေါ်ကြတယ်ပေါ့နော်။ဆိုတော့အချင်းလာတဲ့မြန်ဒီ Troia တွေကပဲသူတို့ကလူမျိုးကြီးအဖြစ်နေရယူတာတဲ့ဆိုတော့ပြသူတို့ကလည်း position ရှိတယ်။ ဟို tool တွေပါတယ်တုံးတယ်လဲ intelligence ကလည်းရှိတယ်ဆိုတော့ true တွေကပို့ပို့ပို့ပြီးတော့ဒီ column တော့ content နိုင်ချင်မှာပြတ်နှက်လာတယ်ဗောနော် true စချို့ကကြတော့သူတို့ရဲ့ဒီပြတ်နှက်လာတဲ့အမြန်ကိုပိုင်အင်အားစုတွေအင်အားဖွဲ့တွေကိုသူတို့အဲဖွဲ့စည်းခဲ့ကြတယ်ဗောကျွန်တော် World of Chrome မြင်ခဲ့တဲ့ချို့အဖွဲ့တွေဆိုလို့ရင် Guruba ရှိ true တွေနဲ့နောက်ပြီးတော့ Amani true တွေဗောနော် so true တွေရဲ့အဖွဲ့စည်းရာဒီသူတို့ရဲ့ culture ဘယ်လိုလဲဆိုတော့ဗျာဒီ ဟို shamanistic tribe လို့ပြောလေရတယ်ပြောနတ်ကိုကိုွယ်တဲ့အဖွဲ့လို့ပြောလို့ရပါတော့အဲ့လိုသူတို့ရဲ့ culture ကဆိုတော့ဒီ tribe တစ်ခုစီကနေပြီးတော့သူတို့ရွေးချယ်ထားတဲ့ lower တပားကိုကိုကိုွယ်ကြတယ် lower ဆိုတာကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲဟိုနတ်လေနတ်လိုမျိုးပဲပေါ့နော်အဲဆိုတော့တကွင်မှာဟိုစွမ်းအားအမျိုးမျိုးနေတာပြီးတော့စွမ်းအားကြီးမားတဲ့တတ္တဝါတွေရှိတယ်ပေါ့နော်ဆိုတော့တမန်တတ္တဝါတွေတအများကြီးပိုအားကောင်းတယ်ဒါပေမဲ့ဟို lower ဆိုတဲ့ဝဟရာကတော့ကျွန်တော်ခုနပြောခဲ့လို့မြန်မာလိုဆိုတော့နတ်နဲ့တူပြီးတော့အဲ့ဒီ တတ္တဝါတွေဆိုတော့ကျွန်တော် ပြောခဲ့တဲ့ကောင်တွေကလို wild god တွေလို့လည်းခေါ်တယ်ပေါ့နော်ဆို wild god တွေဖြစ်လဲဆွမ်းလုံးကြီးမှာ torrent တွေဆိုင်ကြီးတကောင်ဖြစ်နိုင်တယ်လို့အဲဘလိုတွေက lower ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဟိုတေသွားပြင်မယ်ဒါပေမဲ့တေပြီးနောက်မှာ spirit ဖြစ်ပြီးတော့ပေါ့နော်ဝိညာဉ်ဖြစ်ပြီးတော့အဲဆွမ်းအားတွေကိုပို့ပြီးရနိုင်ခဲ့တဲ့ true bow bay တွေရဲ့ဝိညာဉ်တွေလည်းဖြစ်နိုင်တယ်။နောက်မှလို့ရှိရင်ဒီ lower တစ်ခုအဖြစ် net တစ်ခုအဖြစ်တတ်မှတ်ခံလအောင်ဆွမ်းအားရှိတဲ့ဟို true spirit ပဲမဟုတ်ဘဲနဲ့တခြားဝိညာဉ်ပုံစံမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ ကျွန်တော်အချိန်တော်တော်ကြာကြာအထိပေါ့နော်ဒီ true တွေကဒီ calendar ပေါ်မှာတို့ကတို့ဘာမှအနောက်ချက်မရှိပဲတို့ပဲကြည်စိုးပြီးတော့ကောင်းကောင်းမွန်မွန်နေတိုင်းတာအကြာကြီးပဲဒါပေမဲ့စပင်းတန်တတာပါလဲဆိုတော့ true တွေရဲ့လက်ထဲမှာ zalathat ဆိုတဲ့ရှေးဟောင်းကလေးက sentient ဖြစ်တယ်တို့ကသူအတိလိပ်ရှိတယ်ညောင်တစ်ချောင်းရဲ့လှည့်ပါတာကိုခံစားတွေးဆောင်မှုကိုခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ zalathat ဆိုတဲ့နာမည်ကိုမှတ်ထားပေါ့နော်နောက်ပြီးကြလို့ရှိရင်အရေးပါလာလိမ့်မယ်ပေါ့နော်โอเคဆိုတော့ဒီ true အုပ်စုတစ်ခုအားနေပေါ့နော်အဲ့ဒီ zalathat ဆိုတဲ့ညောင်ကိုယာတာပြီးတော့တို့က အဲ့ throw တွေပြောခံရတာပေါ့နော်ဇလက်ကပြောတာတော့ဇန္ဒလာတောင်တန်းကြီးရဲ့ပေါ့နော်ဒီအတွင်းပိုင်းတော်တော်နက်နက်နေရမှာပေါ့နော်အထူးဆွမ်းအားကြီးရဲ့ lower တဘာရဲ့ခန္ဓာကိုရှိနေတယ်လို့ပြောကြရပါပေါ့နော်ဆိုတော့အဲ့အဖွဲကလည်းအဲ့အောက်လာရှာဖို့လာတော့ဇန္ဒလာ tribe ကဒီဒီအစရပေါ်မှာပေါ့နော်ဒီ throw အဖွဲတွေထဲမှာတတန်းအရင်ဆုံးအဖွဲကကြတော့ဒီကအရန်အန်နေများတယ်မင်းတို့ဒါက lower မဟုတ်ဘူးမင်းတို့ဘာလို့နေမှမသိငါတို့ကဘာမှမသိဘူးအရန် ancient ဖြစ်တဲ့အကောင်ကြီးတကောင်ဖြစ်တယ်ဒါပဲမြင်ဒါပေမဲ့အဲ့ဒီအုပ်စုကဆွမ်းအားကိုလိုချင်နေတော့ဗျာ ဟိုသူတို့လိုပါလို့ထင်ထားတဲ့အရာကြီးကိုရအောင်ရှာပြီးတော့ဟိုအိတ်နေတာနေအိတ် active ဖြစ်တာနေပြ active ဖြစ်လာအောင်ပြန်နိုးလာအောင်နှိုးဆော်ဖို့ပေါ့နော်ဒီ ritual တွေလောက်ကြပါညာပါလောက်ကြတော့လောက်ကြတော့နိုးလဲနိုးလာအောင်တော့မသိရတာကအဲ့ဒီကောင်ကြီးက old ghost တွေမေးဖွားခဲ့တဲ့ဒီ cataracty မျိုးနွယ်နေတယ်မှာပေါ့နော် cataracty general တခုစစ်သူကြီးတယောက်ဖြစ်တယ်ပေါ့နော်သူနာမည် kitix လို့ခေါ်တယ်ကျတော့အသက်ပြင်လာပြီးတော့ဗျဒီ kitix ကတော့အဲ့ကနေဟိုသူထွက်လာပြီပေါ့နော်အကောင်လုံးပါညာမင်းတက်ပြီးထွက်လာပြီးတော့ ဟို troll တွေကို troll empire တွေကိုတိုက်ခိုက်ဖို့ archie ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ ogre တွေမျိုးပေါ်တဲ့နေရာမှာဟို catraxi လိုမျိုးရှိမယ်နောက်ပြီးတော့ archie လိုမျိုး insect base ပေါ့နော်ဘိုးကောင်နဲ့စင်တဲ့မျိုးရိုးတွေရှိတယ်ပေါ့နော်အဲ့ဒီကောင်တွေကိုစုစည်းခဲ့တယ်ဒါပေမဲ့လည်း troll တွေကလည်းအုပ်စုတောင်းတယ်ဟိုအားလုံးကိုစုစည်းပြီးတော့ the empire zoo zoo empire တီထောင်ခဲ့တယ်တီထောင်ခဲ့ပြန်လည်တိုက်ခိုက်ပြီးတော့အနိုင်ရခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစစ်ပွဲတွေမှာအဓိကဘေးဆက်ခဲ့ရတာကတော့ armani troll အုပ်စုပဲပေါ့ဒီကောင်တွေကဟိုတောက်လျှောက်ပြန်ဒီ kitix ဒီဆိုတဲ့ age age drugs ကြောင်ကြီးကို track လုပ်တယ်သူရှိတဲ့အဖွဲသူရှိတဲ့တက်ကမမာလဲဆိုတော့ track 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 လုပ်ပြီးတော့ခွင်ကောင်းတဲ့အချိန်မှာလုံးဝဆူဆိုက်အတိုက်ဝင်ကြုံတာဆိုတော့အောင်မြင်နေပဲပြောရမှာဒါပေမဲ့ကျွန်တော်တို့ဟို wow wall of crash လို့ရှိရင်မြင်ရတယ် armani true တွေ armani အဖွဲတွေသူတို့ရဲ့ empire ဘာညာဘာညာလဲဆိုတော့အရင်ကလိုအင်အားနဲ့လုံးဝတခြားစီပဲလုံးဝအင်အားမကြီးလာတော့ဘူးပေါ့နော်ဆိုတော့အဲ့လောက်ထိတော်တော်လေးဟိုမျိုးတုံးလူနေပါဖြစ်သွားလို့ပြောလို့ရပါတော့ဆိုတော့ကတိကစားလဲတိတ်လေးတိတ်သွားတော့အခီးရအများစုတွေကဗျ Trolls ရဲ့နာမည်ကနေထွက်ပြေးသွားကြပြီးတော့နောက်ပိုင်းမှာ Selected ဆိုလို့ နာမည်တွင်လာတဲ့နေရာမှာပေါ့နော်အဓိကသူတို့သွားပြီးအချိန်ဆိုင်ကြတယ်ပေါ့နော်အဲ့ဒါတွေဖြစ်နေတာနဲ့အချိန်ဒီမတိန်မရင်းလောက်မှာပဲပေါ့နော်ဆိုတော့ပန်ဒါရီယာလို့ကျွန်တော်တို့အခုနောက်ပိုင်းမှာတည်တဲ့နေရာကပေါ့နော်အဲ့ဒီ data မှာဒီမိုဂူတွေကပေါ့နော်ဒီ Titan Forge Race တွေပဲတကနေပြီးတော့ Cursor Flash ပြန်ပြီးတော့သူတို့ကလည်းတွင်းနဲ့တားရလို့မျိုးဖြစ်သွားမှာဆိုတော့မိုဂူတွေကအတွင်းပဋိကနဲ့ရုံးကန်နေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ Cursor Flash ကဘာကြောင့်ညာကြောင့်ဖြစ်ပြီးတော့အမှအလုံး unify လောက်တာက၄ရှမ်းလို့ခေါ်တယ်မိုဂူတရားပေါ့နော်သူက ူသုံးတာတော့တအားကြမ်းတမ်းနဲ့ရက်ဆက်တဲ့နီလန်းနဲ့အင်အားသူယုံကြည်တာပါတယ်ဆိုတော့ဟိုသူ့ရဲ့ subject တွေပေါ့နော်သူ့ရဲ့အောက်ကွက်ကောင်တွေကသူ့ကိုကြောက်နေရမယ်ကြောက်ရပြီးတော့တခုခုဆိုလို့ရှိရင်အင်အားနဲ့လုံးဝကျဲဆက်ဆက်ချိန်မုံပြရမယ်ဆိုတော့အရန်ကြမ်းတမ်းနဲ့ပြပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ three kingdom cake က wallet တွေရေးစုတဲ့သဘောမျိုးပေါ့နော်ဆိုတော့အဲ့ဒီ legion ဆိုတဲ့မုဂူတယောက်ကနေပြီးတော့အင်အားဟိုအုံပြီးတော့မုဂူအားလုံးကို unify လုပ်ခဲ့တယ်စီးလုံးနိုင်တဖွဲ့တဲ့ဖွဲ့ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အနေမျိုး legion ကတာနန်ခင်းအဖြစ်ကြော်ကြားပြီးနောက်ပိုင်းမှာသူက mongu empire ရဲ့ပထမဆုံး empire emperor ဖြစ်လာတယ်ပေါ့နော် agreement ဖြစ်လာတယ်ဆိုတော့ဒီတခြား race တွေပေါ့နော်အဲ့ဒီမှန်တင်တိုင်းတခြားမျိုးနွယ်တွေက Pandaren နေနဲ့နောက်ပြီးတော့ Yongko လို့မျိုးကောင်းနေတယ်နောက်တခြားမျိုးနွယ်တွေကအဲ့ဒီ Empire ရဲ့ဂျုံနေဖြစ်လာခဲ့တယ်ဆိုတော့ Lishan တည်ဆုံးနောက်ပိုင်းမှာ Mogu Empire တဖြည်းဖြည်းချဆင်းလာခဲ့ပြီးတော့ပေါ့နော် Agreement လောက်ခေတ်မှာပဲပေါ့နော်အဲ့ဒီမှာခေတ်ရောက်မှာ Pandare က Mogu Empire ကိုလုံးဝပြတ်သုံးသွားမဲ့ပုံကတော်လည်းမို့သူတို့ဥဆောင်ခဲ့ကြတယ်ဂျားဖြတ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်က Yongko လို့ပြောခဲ့တယ်ပေါ့နော် Yongko ဆိုတာကနွားမျိုးတွေပေါ့ ပန်ဒရီဒေတာမှာဆက်ပြီးတော့နေထိုင်နေတဲ့ကောင်တွေကကျတော့သူတို့ရောသူတို့ယောင်ကူးလို့ပဲခေါ်ကြတယ်ဒါပေမဲ့ဟိုထွက်ပြေးပြီးတော့ကျွန်တော်တို့ဒီ Central Kalimdor ပေါ့နော် Kalimdor ရဲ့အလဲပိုင်းကိုရွှေ့ပြောင်းသွားတဲ့ကောင်တွေကကျတော့ Torrent ဆိုပြီးတော့နာမည်တွင်လာတယ် Torrent ဆိုတာကကျွန်တော်တို့ Wallogra Shop ပြီးဆိုချင်းအစကတည်းကအဲ Playable Race တစ်ခုပေါ့နော် Hot Hotback ကပေါ့နော်နောက်တဲ့အုပ်စုတစ်ခုကဒီမြောက်ဘက်ကိုပိုဆက်သွားပြီးတော့ပေါ့နော်ဟို A ရဲ့နေရာတွေမှာအခြေဆိုင်တဲ့ကောင်တွေကကျတော့ Tonga ဆိုပြီးနာမည်တွင်သွားကြတယ်ဒါပေမဲ့သူတို့ကအားလုံးအခြေခံအပြင် Torrent မှာပဲပေါ့နော် good throw တွေစီပဲပြန်သွားမယ်ဆိုလို့ချင်းပေါ့နော်ဒီတစ်ခါကကျတော့ဒီ dark throws တွေလို့ခေါ်တဲ့ account တွေအကြောင်းပြောရမှာပေါ့နော်ဒီ account တွေက mount hydro လို့ခေါ်တဲ့တောင်တန်းကြီးအောက်ကနေအောက်ကမှာရှိတဲ့တတော်တွေမှနေထိုင်ခဲ့ကြတယ်ပေါ့နော်ဆိုတော့ဟိုနောက်ဆုံးမှာတော့သူတို့ကဒီ world of eternity ဆိုတဲ့ကျွန်တော် part 1မှာပြောခဲ့တယ်ပေါ့နော်ဒီ ogre ကိုဆွဲဖြုတ်လိုက်လို့အနာကြီးဖြစ်သွားပြီးတော့အထက်ကနေဆွမ်းအားတွေစိမ့်ထွက်လာတဲ့ အဲ့ဒီအပေါက်ကြီးပေါ့နော်အဲ့ဒါရေတွင်းပြပြောင်းတာဘာညာဘာညာပေါ့ဗျာအဲ့ဆိုအဲ့ဒီ wallet internet ကိုသူကရှာတွေ့ခဲ့ပြီးတော့အဲ့ဒီရေတွင်းကိုဗဟုပြုတ်ပြီးတော့ဗျာနေထိုင်မှုဆုံးဖြတ်ခဲ့ကြတယ်ပေါ့နော်ရေတွင်းကနေထွက်တဲ့ဆုံးအားတွေက dark trolls တွေတဲကိုတဖြည်းဖြည်းတဖြည်းဖြည်းစိမ့်စိမ့်စိမ့်ဝါပြီးတော့ပေါ့နော်ဟို generation 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 အများကြီးအကြာမှာတဖြည်းဖြည်းနဲ့သူတို့က night elf တွေဖြစ်ပြောင်းလဲသွားခဲ့တယ်ဆို wallet internet ကလည်းအာဂိန်း energy တွေထွက်တာပေါ့နော်သူထွက်တဲ့ energy တွေအင်အားတွေကအာခိန်းလို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအာခိန်း energy တွေကြောင့်ဆုံးအားတွေကြောင့် ဒီ night off တွေကထာဝရအသက်ရှင်နိုင်ပြီးပေါ့နော်အာခိန်းမှော်ပညာကိုပို့ပြီးတော့ဟို affinity များတယ်ပို့ပြီးတော့လွယ်ကူစွာပို့ပြီးတော့သုံးနိုင်တယ်ပေါ့နော်အချိန်ကြာလာလေးလေး night off တွေကတားတိုးတက်တယ်တိုးတက်ပြီးတော့ zen ashari လို့ခေါ်တဲ့မြို့တော်နဲ့အတူတူ night off empire တခုကပေါ်ထွန်းလာတယ်အဲ့ဒီ Zen Ashari ဆိုတဲ့မျိုးကပေါ့နော်လက်ရှိအဲ့ဒီအချိန်မှာပေါ့နော်ဒီ Throne တွေရဲ့ Empire နဲ့ရှင်လိုက်မယ်ဆိုရင်တော့မှပဲပေါ့နော်ဒီတေမျိုးတွေ Model Race တွေထဲမှာတော့ပြောမယ်ဆိုလို့ချင်းအင်အားအကြီးဆုံးအဖွဲ့လို့ပဲပြောရမှာပေါ့နော်အထူးသဖြင့် scenarios လိုမျိုးဒီ war god တွေကပါ night elf နဲ့မြေမှာနေထိုင်တဲ့အတွက်ကြောင့်ပဲပေါ့နော်။ဒါပေမဲ့အချိန်လာနေမြက်ပေါ့နော် night elf တွေကဟိုမာနတွေကြီးပြီးတော့ဖင်ကောင်းနေရတာကျဲပြီးတော့တအားဆိုးလာခဲ့တယ်ပေါ့နော်။အခွင့်အရာရာပေါ့နော် night elf တမိုင်းတောက်ရှောက်မှာစွာအကြီးဆုံးမရင်မရဲ့ဟိုလက်အောက်မှာပေါ့နော်။ဟို night elf တွေရဲ့ empire ပိုကြီးမားပိုချဲ့ထွင်လာပြီးတော့ true empire တောင်မှာတော်တော်လေးစိုးရိမ်တကြီးနဲ့ဟိုကြည့်ရှုတာကြည့်ပြီးတော့ monitor လုပ်နေတဲ့ empire တခုဖြစ်လာတယ်ပေါ့နော်။အများနဲ့သူတို့အဲနှစ်ဖွဲ့အများနဲ့တိုက်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 ခိုက်ပြီးတော့ချနေကြတာပေါ့နော်။ Okay ။ ဒါပေမဲ့ night elf တွေကပေါ့နော်ဒီအာကင်းဆွမ်းအားကိုအလွန်အရန်ဆွဲလန်းလာပြီးတော့အရန်အားကိုတော့ဗျာဟိုဖြစ်လာတော့ဟုတ်တယ် troll တွေကလည်းအဲ့လိုမျိုးမတုံးနိုင်တဲ့အကြောင်းမလို့တော့အဲ့ဒီအပိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဗျာအာကင်းဆွမ်းအားကိုဟိုရှိတော့သူတို့တွေကလည်းအရန်ချောမောလှပပြေပြစ်တဲ့ရုပ်ရည်တွေလည်းရှိတယ်လို့အရန်လည်းအင်အားကြီးတဲ့အတွက်ကြောင့်မလို့မှော်ပညာလည်းလုံးဝတုံးဆွဲနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ကသူတို့အမြင့်မြတ်ဆုံးမျိုးရိုးလို့ထင်မြင်လာကြတယ်ပေါ့နော် အဲ့ဒီတဲမှာအစိုးဆုံးကကြတော့တော်ဝင်မျိုးနွယ်တွေနဲ့ဒီ aristocrat တွေပေါ့နော်အဲ့ဒီအဖွဲ့တွေကသူတို့ကသူတို့ high born လို့ခေါ်ဝါပြီးတော့အထူး special ဖင်ကောင်းကျဲကြတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ total မှုကိုသူတို့ရဲ့ဒီ growth ကို hunter မဲ့အဖွဲ့စီမရှိတော့ troll တွေကလည်းဘာမှသိမလုံနိုင်တော့ night elf တွေကပိုပိုပိုဆွာပိုကြီးလာပြီးတော့သူတို့ရဲ့ arcane မှော်ပညာတွေကပိုကောင်းလာတယ်ဒါပေမဲ့ကောင်းလွန်းသွားတော့ sagaras ရဲ့အာယုံကိုပါရပါတယ်သူနဲ့သူရဲ့ bunny legion ကအာကာသာထဲမှာအရန်ဝေးတဲ့နေရာမှာရောက်နေတယ်ဒါပေမဲ့ အခိုင်း energy ပို့တုံးတုံးတော့အဲဒီမွန်ကြီးက sense ဖြစ်တယ်ပေါ့နော်ဒါဟာဒီဟာဟိုငါတို့ titan တွေရဲ့ arcane energy ငါတို့ titan တွေရဲ့ live blood ဖြစ်တဲ့ energy ကိုတုံးနေတာပဲဆိုပြီးတော့တမျိုးတစ်ပုံပေါ့နော်သူကအဲဒီ demon နဲ့ titan ကြီးကနေပြီးတော့ night elf တွေစီအထူးသဖြင့်ဒီ queen ajara စီကိုလှမ်းပြီးတော့ဆက်သွယ်နိုင်ခဲ့တယ်ပေါ့နော် ajara ကလည်းသူကပုံများတယ်ဆိုတော့အာရရှိနိုင်ဖို့အတွက်ကြောင့်မလို့ sagera ဆက် ဒီ Bonnie Legion ကိုပေါ့နော်အဲ့ဒီအဖွဲ့နဲ့မဟာမိတ်ဆိုပြီးတော့ခရီးပေးခဲ့ပြီးတော့ Azeroth ကိုရောင်းစားခဲ့တယ်ပေါ့နော်ဒါကြောင့် Night of the Bonnie Legion ကြီးကနေပြီးတော့ Summoning Magic ကိုဗျာဒီ Summon ဘယ်လိုလဲ Demonity ကိုဘယ်လိုခေါ်မလဲဆိုတော့တင်ယူခဲ့ကြပြီးတော့ ဝဲလော့အင်တာနက်ဒီကိုစွမ်းရင်းမြင့်အဖြစ်အသုံးချပြီးတော့ဒီမွန်လေးဝင်လာနိုင်ဖို့အတွက် gateway တကားပေါက်တွေဖန်တီးခဲ့ကြရတယ်ပေါ့နော်ဒါနဲ့ဒီမှာဖြတ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ wall lock မှာဆိုတော့ wall lock တွေကပေါ့နော်တို့က demon magic fair magic ဘာညာတွေအသုံးချပြီးတော့ချရတာပေါ့နော်ဆိုတော့အဲ့ဒီက demon တွေဘာညာတွေခေါ်မယ် aim ဖြစ်ဖြစ် void walker ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်အဲ့ဒီ demon တွေကိုခေါ်မယ်ဆိုလို့ရှိရင်အဲ့ဒီခေါ်တဲ့နီလန်အဲ့ဒီ spell တွေက sagaras နဲ့ burning legend သင်ပေးလို့ဘလို့လောက်ရလဲဆိုတော့တည်သွားကြတာပေါ့နော် ဆိုတော့ပြန်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဒီ Banner Legends ကြီးက Summoning Magic ကိုတင်ယူခဲ့ကြပြီးတော့သူတို့ကအဓိကအားဖြင့်ပေါ့နော်ဒီဟို Demon ဝင်လာနိုင်ဖို့အတွက် Gateway တွေတကားပေါက်တွေ Portal တွေကိုဖန်တီးခဲ့တဲ့ အခြေအနေမှာဒီ portal ကို maintain လုပ်တဲ့အချိန်မှာတို့အဓိကသုံးတဲ့ power source က wallet identity ဆိုတဲ့ဒီရေရင်းကြီးကိုပေါ့နော်အဲ့ဒီကပြီးဆုံးနိုင်တဲ့ archive source အားတွေကို power source နဲ့ battery နဲ့ပြင်သုံးပြီးတော့တို့လုတ်ခဲ့ကြတာပေါ့နော်အဲ့ဒါအရေးကြီးတယ်ပေါ့နော်ခဏနေဆက်ပြောမယ်ဟို binary chain တက်ဖွဲ့တွေကဗျာဟိုအဲ့ဒီအဖွဲ့တွေကိုပထမဆုံးဝင်လာတဲ့အဖွဲ့တွေဥဆောင်နေတာတော့အဓိကနှစ်ကောင်ရှိပေါ့နော်ဟို pitlock monorail တင်နောက်ပြီးတော့ရှင် errorer ခေါင်းဆောင်ကြီးပေါ့နော် archimon တို့အဲ့ဒီနှစ်ယောက်ဥဆောင်ပြီးတော့အဲ့ဒီ portal တွေကနေဝင်ရောက်လာခဲ့ပြီးတော့ demon ရဲ့အချိန်မပြုံးဘူးပေါ့နော် ရရောက်လာချင်းတိတ်တော့မချအောင်ဇင်းအရှာရီမျိုးပြင်ဘက်ကအရာရာအတိုင်းကိုရောက်တာနဲ့ကျုံတာပေါ့နော်ဘနင်းလီဂျန်ဆက်ရောက်ပြီးတော့ဟိုဆက်တိုက်ခဲ့တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ World of the Ancients လို့ခေါ်တဲ့ဒီလုံးဝရှေးဟောင်းခေတ်ကဒီ Ancient History ကစပွဲကြီးစတင်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့ပထမဆုံးအချိန်ဘနင်းလီဂျန်က Azeroth ပေါ်ရောက်လာတဲ့အချိန်ပေါ့နော်ဒါမဲ့ Night of အလုံးကကြတော့ဒီ Azure season ကိုထောက်ခံကြတာမဟုတ်ဘူးပေါ့နော်။ဒါတော့ Raven Crest မိသားစုရှိရပါတော့။အဲ Raven Crest မိသားစုတော်တော်လေးအင်အားကြီးတဲ့မိသားစုပဲ။အဲ့ဒီမိသားစုရဲ့ခေါင်းဆောင် ဟို Lord Ravencrest ရယ်နောက်ပြီးတော့ညီကိုနှစ်ယောက်ပြည့်တဲ့ Malfurion Storage ရယ်နောက်ပြီးတော့ Elitan Storm Rage ပေါ့နော်အဲ့ဒီညီကိုနှစ်ယောက်ရယ်ပြီးတော့ဟို Moon Priestess Tyranny Whisper Wing ပေါ့နော်သူတို့တွေကနေပြီးတော့ဒီမွန်တွေခုခုတိုက်ခဲ့ဖို့ဦးဆောင်ခဲ့ကြတယ်ပေါ့နော်ဒီ Resistance Force တခုကိုဦးဆောင်ခဲ့ကြတယ်ဒါပေမဲ့ဟို Elitan ရဲ့ဟိုရဲရင်မှုကျွမ်းကျင်မှု UR တွေလှဲ့ကွက်တယ်အဲမက်ဖျူရင်စတောမရေးရဲ့သူ့ရဲ့ nature magic တွေနောက်ပြီးတော့အဲ terrain ရဲ့မြားတွေ movement တွေပညာတွေအကူအညီဖြစ်ခဲ့ကြပါမယ်။ဟို resistant အဖွဲ့ခုခံတပ်ဖွဲ့အဖွဲ့တို့ကတော့ဒါ နဲလို့ပြောမှာမဟုတ်တော့လုံးဝမလုံလောက်ဘူး။ဘာလို့လဲဆိုတော့ဒီမွန်တွေကအမြဲတမ်းပေါ်တယ်တည်းကနဲ့ဇက်တိုက်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 ဝင်တာမဟုတ်လို့ပဲပေါ့နော်။ဒါကြောင့်မလို့ မက်ဖျူကနေပြီးသူ့ဆရာဖြစ်တဲ့ scenario ဆရာအကူညီနဲ့ wild god တွေစီကိုအကူညီတောင်းပန်သွားတယ်ပေါ့နော်အများစုကလည်းအကူညီပေးဖို့သူတဘောတူနေတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့နောက်သွားတဲ့တစ်ဖက်ကလည်းပါလဲဆိုမက်ဖျူရင်က dragon aspect တွေကိုလည်းနဂါးဒီခေါင်းဆောင်တွေကိုလည်းအကူညီပေးဖို့သွားပြီးတော့တောင်းဆိုခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ red dragon fly ရဲ့ဒီခေါင်းဆောင် electraza ပေါ့နော် electraza ကလည်းပြောမှဆိုလို့ရှိရင်သူကဒီ dragon flight တဲ့အကောင်လုံးထဲမှာသူကကိုယ်စားလှယ်သဘောမျိုးနဲ့အလုံး dragon khan represent လုပ်ပြီးတော့အမြဲတမ်းပြောလို့ပြောတာရှိတဲ့ခေါင်းဆောင်လို့ပဲပြောလို့ရတယ်ပေါ့နော်သူတို့က ဒီ Warmrus Temple လို့ခေါ်တယ်ပေါ့နော်အအစီအဝေးတစ်ခုခေါ်ယူခဲ့တယ် Warmrus Temple ဆိုတာ Northern မှာရှိတဲ့ဒီပြောမယ်ဆိုလို့ရှိရင်ငကားတဲ့အတွက်ကုလသမဂ္ဂရုံးချုပ်လို့မျိုးပဲပေါ့နော်အကုန်လုံးတစ်ခုဆိုလို့ရှိရင်အဲ့မှာသွားပြီးတော့ဆူစီးပြီးတော့ဆွေးနေတယ်ပေါ့နော် Okay တော့အစီအဝေးအတွင်းမှာပေါ့နော်ဒီ the adwater ဖြစ်တဲ့ neltarion က dragon soul ဆိုတဲ့ PC တစ်ခုကိုထွင်ပြီးတော့အသုံးပြုဖို့အကြံပြုခဲ့တယ်ပေါ့နော် dragon soul ဆိုတာကဒီ dragon aspect တိတဘာစီရဲ့စွမ်းအားတွေကိုစုပ်ယူပြီးတော့အဲ့ဒီ dragon soul ကိုကင်နာပြီးအသုံးချတဲ့လူကအဲ့ဒီငကားတွေမရှိဘူးဆိုရင်တော့မှဗျာဟိုအဲ့ဒီမတူညီတဲ့ငကား aspect တွေရဲ့စွမ်းအားကိုအသုံးစွဲနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ dragon aspect ကတော့ သူတို့ရဲ့သဘောတူညီခဲ့ကြတယ်ဒါပေမဲ့သူတို့မသိတာကဘာလဲဆိုတော့ Netherian က Old God ရဲ့ corruption ခံစားပြီးသား corrupt ဖြစ်ပြီးသားအစတည်းကပြည်တဲ့ Edwarder ဆိုကြတဲ့သူ့ရဲ့ power ကမြေကြီးနဲ့တအားချွန်းအဖြစ်ဆုံးဖြစ်တဲ့အနည်းဆက်ဆုံး Dragon aspect ဖြစ်တဲ့ပေါ့နော်အဖြစ်ရှင်တော့ Azrael ဘော်က Old God ရဲ့အကုံလုံးကလည်းမြေအောက်မှာချုပ်နှောင်ခံထားတာ ော့သူတို့ရဲ့စွမ်းအပြည့်အဝဆိုတာမရှိဘူးမဟုတ်ဘူးဆိုပေမဲ့ဟုတ်တယ်ရောက်ဆန်ရောလိုမျိုးပဲပေါ့နော်မဟုတ်ဘူးဆိုပေမဲ့တဖြည်းဖြည်းတောက်လျှောက်ဒီကီပါလိုကန်ဟိုနာလိုကန်တို့လိုမျိုးပေါ့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 ဖောက်ပွားလာတော့ကြာလာတော့နန်ဒရင်ကအိုဂေါ့စ်တွေဟိုဘက်ကိုဟိုရောက်သွားတယ်ပေါ့နော်ဒါကြောင့်ဟိုနန်ဒရင်က aspect တွေကိုသူရဲ့ဆွမ်းအားအများကြီးကို dragon ဆိုးထဲမှာထည့်သွင်းခိုင်းပြီးတော့နောက်ပိုင်းမှာငကားအလုံးကို နောက်ပြီးတော့ moderate တော်တော်များများကိုသစ္စာပေါက်ခဲ့တယ်ဗျာ။နောက်ဆိုဘယ်လိုဖြစ်လဲဆိုတော့ဒီအရေးကြီးတဲ့တိုက်ပွဲတစ်ခုမှာပေါ့နော်။ Netherrealm Dragon ဆုံးတဲ့အတူတူသူတို့ချနေတဲ့ Demon Army ကိုအာ share ကျုံတာပေါ့နော်။လုံးဝ effective ဖြစ်နေတယ်။ဟိုဒီ ally race တွေပေါ့နော်။ဒီ resistant အဖွဲ့ရပေါ့နော်။ပြန်ပြီးတော့ဟိုတော်လန်နဲ့ Demon နဲ့တော်လန်နဲ့အဖွဲ့ရလည်းအချိန်နေကောင်းတယ်ပေါ့။ဒါပေမဲ့ချက်ချင်းလို့လို့ပဲ။ အဲ့နဂါဟိုင်ရဲ့သူ့ရဲ့ဟိုသူ့အတက်ဖွဲ့သူ့ရဲ့မဟာမိတ်တွေကိုပြန်ပြီးတိုက်ခိုက်တယ်ပေါ့နော်ဆိုတော့ night elf ကုကန်တပ်ဖွဲ့လည်းတက်ပြို့ပြီးထွက်ပြေးခဲ့ရတယ်ဟို blue dragon flight ဆိုလို့ကျင်အပြောင်နဂါတယ်ဆိုလို့ရှိရင်မျိုးတုံးလူနေမှာအမှပြတ်တုံးနေသေးတယ်ပေါ့နော်ဟို netherin ရဲ့ကိုပိုင် black dragon flight လေးတောင်မှအများစုအမှတက်ခံရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလုံးဝ the mad dragon ပေါ့နော် mad dragon aspect လို့နာမည်ကြတဲ့တွင်သွားတာပါလဲဆိုတော့လုံးဝဟို frame ပဲဖြစ်ဖြစ်4ပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးဒီကောင်ကပြန်ချရတယ်ပေါ့နော်ဆိုတော့ဘလို့ပဲဖြစ် netherin ကကျတော့သူကအဲ့လိုမျိုးလုံးပြီးနောက်ပိုင်းမှာပြန်ပြီးတော့ဟိုပြန်တိုက်ခိုက်လာတဲ့အတွက်ကြောင့်မလို့ပေါ့သူကဟိုထပ်ပြေးသွားတယ်ပေါ့နော် ဲ့ဒီတိုက်ပွဲတွေမှာတခုရှိတာလဲဘာလဲဆိုတော့အီလီဒန်မတွေ့ရအောင်အီလီဒန်ကဘာလို့မပေါ်လာလဲဆိုတော့ဗျာသူကဒရာမာဖြစ်နေတာဟိုအီလီဒန်ကသူ့ရဲ့သူ့ညီမဖီရီယန်နဲ့နောက်ပြီးတော့ Terrandi Whisper Wind ပေါ့နော် Terrandi သူတို့မှာအခြေကြီးကသုံးမွေ့ဆိုင်အခြေကြီးဖြစ်နေတာပေါ့နော် Love Triangle ဖြစ်နေတာဆိုတော့ဟိုအဲ့မှာစိတ်ဆိုးပြီးတော့သူကထွက်သွားပေါ့နော်မလာမလာရသူ့ရဲ့ plan ကငါနီးငါဟန်နဲ့ငါဘလောက်တော်ကြောင်ငါဘလောက် Terrandi Whisper Wind Terrandi ရဲ့အချက်ကိုငါပို့ပြီးတော့ပို့ထိုက်တန်ကြောင်ပါဟိုပြမဲ့ ပုံစံကသူကဘယ်လိုစဉ်းစားလဲဆိုတော့ဘဂျီမအာရှရာနဲ့နောက်ပြီးတော့ဘန်နီလီဂျန်ဘက်ကိုသွားပြီးတချို့အဖြစ်သွားပြီးတော့အဲလုံကအနေများတဲ့မစ်ရှင်တစ်ခုကိုလုပ်ပြီးတော့ပေါ့နော်လုံးဝတော့အချစ်တူရဲ့ကောင်းရင်လုံးမယ်ပေါ့ဗျာ။ဟိုနောက်ပြတစ်ခုလည်းရှိသေးတယ်ဗာလဲဆိုတော့အဲ့လိုမျိုး decision အဲ့လိုမျိုးဆုံးဖြတ်မှု influence ဖြစ်တာလည်းဗာလဲဆိုတော့ဗျာ။ Xavier's လို့ခေါ်တဲ့အာနောက်ပိုင်းမှာ villain နောက်တိတတခဏခဏတွေ့ရတဲ့ villain တယောက်အနေနဲ့ပြန် ပြီးတော့ပေါ်လာမယ်။ ကောင်ပေါ့နော်အခုလောလောဆယ်ကတော့ Hibernate app တယောက်ပေါ့နော်အဲ့ဒီတကောင်ကြောင်းလဲပါတာပေါ့လေပေါ့နော်ကျွန်တော်အသေးစိတ်တော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး factor တွေအများကြီးကြောင်းပေါ့နော် Elitan က तू ဘယ်ပြောမလဲကြမ်းတမ်းတဲ့လုံးဝဘယ်ရမစိုးလုံးဝတုံးဝခြားခြားလုံးဝလုံးဝကာကွယ်နိုင်မယ်လုံးဝ end result ကဒီကောင်းတဲ့အရာဖြစ်မယ်ဆိုလို့ရှိရင်ပေါ့နော်လုံးဝဟိုဘာပဲလုပ်ရလုပ်ရဆိုတဲ့လမ်းကြောင်းပေါ့သူရောက်သွားတယ်ပေါ့နော်ဆိုတော့ Elitan ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲပေါ့တချို့လုံးဖို့ အဲ queen ajara pina ကိုတွားတယ်တွားပြီးတော့ burning legion ဘက်ကိုလည်းရောက်သွားတယ်ပေါ့နော်သူ့ရဲ့ goal ကကြတော့ပို့ပြီးတော့ counter swan အားတွေရဖို့ရယ်နောက်ပြီးတော့ပြောမယ်ဆိုလို့ချင်းအသွင်သွင်းနှိုက်ဖို့ပေါ့နော်သူ့ကိုစစ်တာကကြတော့မင်းကဟောဟောရဲ့လားဆိုပြီးတော့ဟိုဘက်တချို့ဖြစ်နေအောင်မယ်ဆိုပြီးတော့ porter ရဲ့တခြားဘက်ကနေပြီး sagaras ကိုရန်က elidan ကိုစကားပြောပြီးတော့စစ်တာဒါပေမဲ့ elidan ကသူ့ကိုယုတ်တိရှိအောင်လိန်နိုင်ခဲ့တယ်လွန်လန်ခဲ့တော့ပြီ sagaras ကချိန်နှက်ပြီးတော့ elidan ကိုစွာအသစ်တွေပေးခဲ့တယ်ပေါ့နော် elidan မျက်လုံးနဲ့ elidan မျက်လုံးကန်းသွားတယ်ဆိုတာဗာလဲဆိုတော့ ိုလုံးဝဟို energy တွေပစ်လိုက်ပြီးတော့သူ့မျက်လုံးတွေလောင်သွားတယ်လောင်သွားပေမဲ့ဟိုဘယ်လိုပြောမလဲဟိုလုံးဝမမြင်ရတာမဟုတ်တော့သူမြင်ရတဲ့ပုံစံက energy တွေနဲ့မြင်ရတာဆိုတော့လုံးဝကန်းသွားတော့ပြီးတော့မဟုတ်ပေမဲ့အာတာမန်မြင်ရတဲ့ထက်တော့ဒီ day တော့အလောက်ထိတော့မစုံတော့မစုံတော့ဘူးတိုးတော့တာမန်မျက်လုံးတွေမမြင်ရတဲ့ထက်ပိုပြီးတော့သူက energy တွေပိုင်းညာမြင်ရတော့ကြောင့်မလို့ တို့တကြွတပုံလည်းပြောမယ်ဆိုရင်ပို့ပြီးတော့စွမ်းသေးရလို့ပြောရတယ်ပေါ့နော်โอเคနောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကို fail tattoo တွေနဲ့အမှန်တရားပြုတ်လုခံရပြီးတော့အဲ့ဒီကနေပြီးတော့ဒီ fail energy တွေကိုသူ့ခန္ဓာကိုယ်ကရရှိပြီးတော့ပေါ့နော် elite ပထမအဦးဆုံးဒီ fail magic ကို fail energy ကိုသုံးတဲ့ demon hunter တကောင်ဖြစ်လာခဲ့တယ်ပေါ့နော် demon hunter ဆိုတာကနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ wall of crap မှာဆော့လို့ရတယ်အာ race အာ class တခုပဲပေါ့နော်โอเคသူ့ရဲ့ပထမဆုံးတာဝန်က Netherlands ကနေပြီးတော့ Dragon Soul ကိုခိုးယူဖို့ အဲ့ဒါကိုလည်းသူခက်ခက်ခဲခဲလောရပဲမင်းသူအောင်မြင်ခဲ့တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ high bond နေကဒီ elden cola dragon ဆိုရဆွမ်းအားကိုတုံးပြီးတော့ပေါ့နော် portal ပိုကြီးပြီးတော့ပိုအားကောင်းအောင်လုပ်ခဲ့ကြရပါအဓိကဘာလဲဆိုတော့ sagaras ဒီ titan ကြီးကိုတိုင်းဖြတ်တန်းဝင်ရောက်လာနိုင်အောင်လောက်ကိုအားကောင်းတဲ့အစဉ်အထိ portal ကိုလုံးဝ arm size ဖြစ်ဖြစ်အောင်လုပ်မှာပေါ့နော်ဒါတခုတည်တာမှာဘာလဲဆိုတော့ဗျာဒါကတော့ကြားဖြတ်ပေါ့နော်ဒါပေမဲ့ဒီ high bond အဖွဲတွေထဲမှာအုပ်စုတစုကခွင်းအဂျာရာရဲ့အစီအစဉ်တဘောမတူခဲ့ကြဘူး။ဘာလို့လဲဆိုတော့အဲ့ဒီ high bond အုပ်စုက ဒီဆူရမာလို့ခေါ်တဲ့ Night Elf မျိုးကြီးနောက်တစ်မျိုးကနေလာတယ်ဆိုတော့သူတို့တိတာတိသွားတာပါလဲဆိုတော့ Legion ကဒီဆူရမာကိုဒီ Zen Archery ကိုတော့မထိဘူးဒါပေမဲ့ဆူရမာဆိုတဲ့မျိုးကိုသူတို့ရဲ့ ုံးဝဒီမွန်စခန်းအဖြစ်လုံးဝတီးတီးတန့်တုံမှုရွေရထားရဲဆိုတာပေါ့ပြောလို့မယ်ဆိုလို့ရှိရင်မြန်သူတို့ဒီ night elf အဲ့ဒီဆိုရမှာမျိုးက night elf တွေပါညာတယ်အသက်တွေပါညာအကုန်သိမယ်အဖွဲပေါ့နော်အဲ့ဒီဆိုရမှာ night elf တွေရဲ့အဖွဲနာမည်သူတို့ရဲ့အကောင်ဆုံး grand magistrate alexander ပေါ့နော်သူတို့က burning legion ကိုဒီပြောမယ်ဆိုလို့ရှိရင်လှည့်စားတိုက်ခိုက်ခဲ့တယ်ပေါ့နော်ဆိုပြီးလှည့်စားတိုက်ခိုက်ပြီးနောက်မှာပေါ့နော်ဒီ night world လို့ခေါ်တဲ့အရာတစ်ခုကိုတုံးပြီးတော့မျိုးကိုအကာအွယ်ပေးခဲ့ကြဟို barrier ကြီးလိုမျိုးပေါ့နော်ဒီဒုံးကြီးလိုမျိုးအုပ်ပြီးတော့ဗျလုံးဝဘယ်သူမှဝင်လာလို့မရအောင်ထွက်လို့မရအောင်ပေါ့နော် ဟိုလုံးဝလုံးလိုက်ကြတယ်ပေါ့နော်ဆိုတော့နိုင်ဝဲဆိုတာဗျာပြောမယ်ဆိုလို့ရှင် world of eternity နဲ့တူတယ်စွမ်းအားအရင်းမြစ်တစ်ခုပဲဒါပေမဲ့အဲ world of eternity လိုမျိုး natural တဘာဝအဲ့လိုမျိုးထွက်တာမျိုးမဟုတ်ပဲね titan artifact ပစ္စည်းတွေကိုတုံးပြီးတော့ဖန်တီးရတာပေါ့နော်โอเคအဲ့ဒီဆူရမာက night elf day ကိုတော့ကျွန်တော်တို့အာ expansion တစ်ခုရောက်มาပဲပေါ့နော်အဲ့ဒီ story ရောက်มาကျွန်တော်တို့ပြန်တော့ပြန်တွေးရမယ်ဒါပေမဲ့အာလော့ရှိအနေနဲ့ကကြတော့တို့ရောကတို့ခွဲထွက်သွားပြီးတော့အချိန်ကြာလာတဲ့နောက်ပိုင်းမှာတော့ သူတို့သူတို့နိုင်ဘောမျိုးနွယ်တွေလို့စခေါ်ကြတယ်ပေါ့နော်။ကျွန်တော်တို့စတိုရီကိုပြန်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်။သူအီလီဒန်ကခွင်းအဂျာရာရဲ့ဆာကာရတ်ကိုဒီအဇရော့ဘောခေါ်မဲ့စီစဉ်ကိုတည်သွားပြီးတော့အမြန်ပြန်လာပြီးတော့ဟိုဒီဟို resistant တပ်ဖွဲ့ပေါ့နော်။တော်လိုင်းတပ်ဖွဲ့ကိုမက်ဖျူရီနဲ့ဘာညာတို့တတိပေးဖို့ပြန်လာခဲ့တာ။အီလီဒန်ဆာကာရတ်ကိုတိုင်ကိုလှည့်စားနိုင်ခဲ့ပြီးတော့သူတို့ဘက်မှာတရှိုးသဘောမျိုးထောက်လန်းနေတယ်ဆိုတော့မှန်မိပဲပေါ့နော်။ဟိုကျွန်တော်အရင်အဲ့ဒီမှာအရင်သိတာကဘာလဲဆိုတော့အီလီဒန်က ကျွန်တော်ခုနပြောခဲ့တယ်ဘာပဲလောက်ရလောက်ရဆိုရဲဟာပေါ့နော်ပါဝါကိုရအောင်ယူပြီးအဲ့ဒီပါဝါနဲ့ဘန်နီလီဂျန်တွေကိုပြန်တက်ပြစ်ဖို့အဲ့လိုမျိုးလုံမယ်ဆိုတဲ့ရွယ်ရွယ်ချက်တွေပါညာတွေက overall ရပြဟုတ်တယ် anti hero သဘောမျိုးနဲ့ကောင်းတယ်လို့ထင်ရပေမဲ့ အန်ရအရန်ရှိရဆိုတာလည်းအမှန်ပဲပေါ့နော်ကျွန်တော်အဲ့ဒီဟာအဲ့ဒီအချိန်ကနေစပြီးတော့ပေါ့နော်ဒီ felt the two လေးကြောင်းဘာကြောင်းညာကြောင်းပေါ့နော်နောက်ပြီးတော့ elidan အရင်ကလေးကအပေါက်ဆိုတာဗျာကြည်လို့မျိုးဟို low edge လောပေါ့နော် low emo boy နောက်တော့ဒီလိုမျိုးဟို demonic energy တွေဘာညာတွေယာပြီးနောက်ပိုင်းမှာပို့ပြီးတော့ဆက်ဆံရပို့ဆိုးရတယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာလည်းရှိသေးတယ်ပေါ့နော်ကဲဘလို့ဖြစ်ဖြစ်ပေါ့နော်ဒီ night elf တက်ဖွဲ့ကပေါ့နော်အဲ့ဒီအကြံနဲ့တိလဲတိပါဟာဟို လူတွေကိုရသမြအကုံစုပဲသူတို့ကူညီတိုင်းနဲ့ဟိုလူမျိုးတိုင်းအဖွဲ့တိုင်းအုပ်စုတိုင်းအပါညာမရှိသမြအကုံခေါ်မဟာမိတ်ဖွဲ့ပြီးတော့ဗျဇင်းအရှာရီမျိုးကိုဆိုဆိုက်အတိုက်သဘောမျိုးနောက်ဆုံးအနေနဲ့ထိုးစစ်တိုက်ခိုက်ခဲ့ကြရတယ်ပေါ့နော်ဟိုတမန်ရိုးကြဟိုတာမန်ဝေါ်ဖဲတာဆိုလို့ရှင်ဘလို့မှနိုင်နိုင်မှာမဟုတ်ဘူးပေါ့နော်ဟိုဒါပေမဲ့အဓိကအားဖြင့်ပေါ့နော်မန်ဖီရင်ဦးဆောင်တဲ့တပ်ဖွဲ့ကွဲတစ်ခုကစွမ်းအားအရန်ကြီးမော်ပညာအရန်တက်ကြွနဲ့ခွင်းအရရာနဲ့ဟိုက်ဘောနဲ့ကိုဟို direct confrontation လုပ်တာမနိုင်ဘူးဒါပေမဲ့ဆာဂေရော့စ်ကိုခေါ်ယူမယ် Potter Spell ကိုနော် Potter ဒီမော် လုံနေတာ process ကိုပေါ့နော်နောက်ရက်နိုင်ခဲ့တယ်နောက်ရက်နိုင်တော့ဗျအဲ့ဒီ Sagaras ကိုခေါ်မဲ့ border ကြီးကဆိုလို့ချင်းတကယ်အရင်ကြီးမှပြီးအရင်ကြန့်ခိုင်မှရပဲနော်နောက်ပြီးတော့ဟိုမပြီးသေးခင်မှာအရင် fragile ဖြစ်တယ်အရင်တခုသွားနောက်ရက်လိုက်လို့ချင်းအရင်အမားကြီးတွေများအရင်ကြမ်းသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီ border ကမထိန်းနိုင်မဲ့ပျို့ကျသွားတဲ့အခါပေါ့နော်အဲ့ဒီတုံးထားတဲ့ဆွမ်းအားတွေအကုန်လုံးကပြန်ပြီးတော့ wallet identity တွေကိုပြန်ပြီးဝူးဆိုပြန်ဝင်သွားတယ်။ပြန်ဝင်မပြန်စည်းဝင်သွားတော့ဗျ wallet identity ကအဲ့ဒီဟို clash ဖြစ်တဲ့ energy ကြီးအကြောင်းပြအထက်ကနေ implode ဖြစ်တာ ဘယ်လိုပြောရလဲဆိုဘယ်လိုပြောမလဲအတွင်းထဲကနေစိုက်ပေါက်ကွဲတယ်ပေါ့နော်ဆိုတော့ရေရင်းကပျက်စီးသွားတယ်ဆိုပေမဲ့ဗျာတခုပြောမှာအီလီဒန်ကအဲ့ဒီရေရင်းစပျက်စီးရဲ့ဖြစ်စဉ်နေစပြီးတော့မတိမငိမ့်ထားရောငလေးတွေမှာလှုပ်ပါညာဖြစ်နေတဲ့အချိန်မှာ तू ကအဲ့ဒါနေရိမ့်မိပြီးတော့အဲ့ဒီရေကန်တွေကနေပြီးတော့ရေကိုပလင်းခုနှစ်ပလင်းအပြည့် तू ကကောက်ပြီးထည့်ခဲ့တယ်ပေါ့နော်โอเคဆိုတော့အဲ့ဒီပောက်ကွဲမှုဖြစ်သွားဖြစ်လေဖြစ်သွားအဲ့ဒီဖြစ်စဉ်ကို The Great Sundering လို့ခေါ်ကြတယ်ပေါ့နော် ဟိုဘာလို့ခေါ်တာလဲဆိုတော့ဗျာဒီကလင်ဒေါ်ကကျွန်တော်ခုတောက်ချက်ပြောခဲ့တာပြည်သက်တို့လည်းသတိထားမိပါပါဘာလဲဆိုတော့ကလင်ဒေါ်ဆိုတာကစူပါကွန်တီနန်ကြီးပေါ့နော်ကျွန်တော်အခုပြည်သက်ကိုပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဟာဒီဒါဒီ World of Warcraft ကျွန်တော်ဆော့ပြီဆိုလို့ရှိရင်အဲ့ဒီကဖြစ်ပြနေတဲ့မြေပုံပုံစံနေထားပါညာကကြတော့ The Great Sundering ဆိုတဲ့ဒီဖြစ်စဉ်အပြီးမှာ Azeroth ရဲ့မြေပုံဒါဒီလိုမျိုးဖြစ်သွားတာပေါ့နော်ပြောချင်တာကဘာလဲဆိုတော့အတိုက်ကြီးပေါ့နော်ဒီတိုက်ကြီးကကျစူပါကွန်တီနန်ဖြစ်တဲ့ကြောင့်မလို့အကုန်လုံးကအကြီးမြေပြဝိုင်းစုနေတာပေါ့နော်ဒီမြေကြီးအကြီးပေါ့နော် တော် wallet identity ရှိခဲ့တဲ့နေရာကနေစပြီးပေါက်ထွက်သွားတာကြောင့်အလဲရနေပြီးတော့ဖုံးလို့ပြီးတော့ဒီ land mass တွေရွေ့သွားလို့ပြောအောင်ပါပေါ့နော်ကျွန်တော်အဲ့ဒီပောက်ကွဲသွားတဲ့နေရာကိုကြာတော့ကျွန်တော်တို့မြေပေါ်မှာမြင်ရတဲ့ the main strong ဆိုတဲ့နေရာကြီးဖြစ်သွားတယ်ပေါ့နော်ကဲဆိုတော့ War of the Ancients အပြီးမှာပေါ့နော်ဒီမတည်ခဲ့တဲ့ Nine Elf တွေအထူးသဖြင့် Nine Elf တွေပေါ့ချမ်းမြူးနယ်လည်းရှိတယ်ဒါပေမဲ့ Nine Elf တွေကကြတော့အဓိကလူစုပြီးတော့ Mount Hydra ပေါ့နော် Hydra တောင်တန်းကြီးရဲ့အောက်ဘက်ကိုသူတို့ဆုတ်ခွာသွားကြတယ်ပေါ့နော်ဆုတ်ခွာသွားပြီးအမှပဲပြန်ပြီးအခြေချပြီးတော့ သူတို့အဲတန်လုံးဆက်ရှိရလောက်ကြရပါဗျာအဲ့ဒီမှာဒီ Matthew နဲ့ Trent တွေ Whisper Wind တို့ခေါင်းဆောင်မှုအောက်မှာပေါ့နော်သူတို့ဆုံးဖြတ်ခဲ့တာပါလဲဆိုတော့ NF တွေအကုန်လုံးက Arcane Swarm နဲ့ Arcane Magic မော်အတက်ပညာကိုလုံးဝဆုံးလုပ်ဖို့ဆုံးဖြတ်ခဲ့ကြရတယ်ပေါ့နော်ဆိုတော့ဒီ Moon Goddess ဆိုတဲ့ Elune Elune ဆိုတာဒီဒီဒီ Trent Whisper Wind ပေါ်ကလာပေါ်ကနေရွှန်းအားနေပေးတဲ့ဟာဗျာဟိုကျွန်တော်တို့ game နဲ့ပါဆောက်မှာဆိုရင် Star Follow လေးရတယ်ဆိုတာ Moon Goddess ပေါ့နော်ဒီ အလျွန်းလို့ခေါ်တဲ့လာနတ်ဖျားကနေပြီးတော့စွန့်အားပေးလို့ပေါ့နော် anyway အဲ့ဒီ moon chorus အလျွန်းရဲ့လမ်းညွှန်မှုနဲ့နောက်ပြီးတော့ဒီ scenario ရဲ့နောက်ပြီးတော့ mafurion ရဲ့ဒီတင်ကြားမှုတွေအောက်မှာပေါ့နော် night of တွေအများစုကကြတော့ဒီ nature magic ပေါ့နော်ဒီတဘာဝဟိုပြောမယ်ဆိုလို့ချင်းအပင်နေဘာညာတွေကို natural ဖြစ်တဲ့စွမ်းအားကိုအတုံးချပြီးတော့အဲ့ဒီ magic ကိုပဲအဓိကတုံးချအကြတုံးဆွဲကြမှာဖြစ်ပြီးတော့ mafurion ကပထမဦးဆုံး အဲ World of Warcraft မှာကျွန်တော်တို့ sort မယ်ဆိုလို့ရှိရင် Druid ရေးလို့ရတယ်ပထမဦးဆုံး Arch Druid ဖြစ်လာတယ်ပေါ့နော်အဲ Druid တွေအားလုံးကခေါင်းဆောင်ဖြစ်လာတယ်ပေါ့နော် Mephurian ကဒါပေမဲ့ Illidan ကကျတော့ဒီ season ကိုလုံးဝသဘောမကျဘူးအဲ့ဒါကြီးက half measure လုံးဝပေါ့ပေါ့ပေါ့ပါပေါ့ပေါ့တတန်ကြီးလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူစဉ်းစားတာလည်းဟုတ်တယ် logic ရှိတယ် Night Elf တွေက Arcane Magic ကိုဆွန့်လွတ်လိုက်တယ်ဆိုရင်တော့မှဗျာ Burning Legion ကအဲ့တော့အကြောင်းသိရှိပြီးတာတိပြီးသွားပြီပေါ့နော်ဆိုတော့ပြန်အောင်ပြန်လာမှာပဲတိရတဲ့လောက်ဆိုလို့ရှိရင်ပေါ့နော် အဲ့ဒီကောင်နဲ့ဒီအဇရော့ကဘာကိုလုံးဝဖျက်ဆီးနေတာပေါ့နော်ဆိုတော့ night elf တွေကနောက်ထပ် burning legion တိုက်ခိုက်မှုတွေကိုအခြေဘယ်လိုပြောမလဲအနှိမ့်နဲ့အမြန်ပဲလာအောင်လာမဲ့တိုက်ခိုက်မှုကိုကာကွယ်ပြင်ဆင်ဖို့ဘယ်ဆွမ်းအားမဆိုတော့တုံးချရမယ်အထူးသဖြင့် arcane magic ဆွမ်းအားကိုဟိုတုံးချမှဆိုတော့တော့မှအထူးချမှတ်ပြီးအသုံးပြုတင်တယ်လို့သူကတော့ယူဆတယ်ဒါကြောင့်လို့ဟို elidan ကပေါ့နော်သူလောက်တာမှမှန်တယ်ဆိုတော့အဲ့လိုအဲ့ကောင်စင်ကားပုံကလည်းသူဇိုဒိုးဆိုတော့ဗျာဘယ်သူမှမပြောဘဲနဲ့ ဝလော့ internet ဒီကနေတူပြီးတူခိုးပြီးတော့ရေ blink ခုနှစ် blink ယူလာတယ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီ blink ခုနှစ် blink เนี่ยခုနှစ်လုံးเนี่ยနေပြီးတော့သုံးလုံးကိုမဟိုက်ဒရိုပေါ့ကရေကန်ကြီးတစ်ခုထဲမှာဟိုထည့်လိုက်တယ်ထည့်လိုက်တော့အဲ့ဒီရေကန်တဲကိုဒီဒီဝလော့ internet ကြီးက arcane power တွေอ่ะပေါ့နော် ဟိုရင်းမြစ်တစ်ခုဖြင့်ဟိုပြောင်းသွားတယ်ဗျပြောမယ်ဆိုလို့ချင်းနောက်ထပ် wallet identity တစ်ခုလိုမျိုးတော့ဖြစ်သွားတယ်တကယ် original လောက်တော့အားမကောင်းပါနဲ့အတော်လေးတော့သူကနေသူတော့အားကောင်းနေရပါတော့ဒါပေမဲ့အဲ့ဒါတော့ mafia ကတိပါပြီးတော့ဒီ random whisper wing ဘာညာအကုန်တိပါပြီးတော့ဟိုအခိမချက်ကိုဆက်သုံးမယ်ဆိုလို့ချင်းဗန်နီလိချင်းအာကတကြပေါ့ပြန်လာမှာပြန်လာမယ်ဆိုလဲပို့ပြီးတော့ဟိုအခိမချက်တုံးနေဆိုလဲပို့ပြီးတော့မြင်းမြန်ဆန်ဆန်ပြန်လာမယ်ပေါ့နော်ဘာလို့ပြန်လာရဲဆိုတာအချိန်ယူရလဲကျွန်တော်တခုဖြတ်ပြောရမယ်ဆိုလို့ရှင်ပေါ့နော်ဒီ ဒီကောင်တွေကဗနီလီဂျန်နဲ့ဆာဂရီလာကြီးကအကသားထဲမှာဒီ great dark beyond ထဲမှာသူတို့ away မှာဆိုတော့ portal နဲ့ summon လောက်တာမျိုးမဟုတ်ဘူးဆိုလို့ချင်းတကယ် physical location တကယ်ဒီအကသားကြီးထဲမှာအဇရော့ဂျိုကဘယ်နားမှာရှိလဲဆိုတာကိုဆာဂရီလာကမသိသေးဘူးသိတယ်ဆိုရင်တော့အရန်ဝေးနေမှာရောက်နေတဲ့အတွက်ကြောင့်မလို့သူတို့အမြန်ဆုံးလာမယ်ဆိုလို့ချင်းတော့အချိန်တော်တော်ကြာမှာပေါ့နော်ဒါပေမဲ့ဒီ ဟိုအခိမကြီးဆက်သုံးမယ်ဆိုလို့ရှိရင်မနော်ဘနီလီဂျန်ကဒီ location ကို GPS tracking လိုမျိုးဗျာပင်နာလိမ့်မယ်ဆိုပို့ပြီးတော့မြင်းမြန်းဆန်းဆန်းသိမယ်ဆိုပြီးတော့ Matthew Rain တို့ဘာလို့အဲ့ဒါကိုကြောက်တာဆိုတော့ဟိုအဲ့လိုမျိုးကြောက်တော့ဗျာအဲ့လိုမျိုး risk ကိုယူပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဗျာဒီ Elidan ကနေပြီးတော့ zoom လုပ်တဲ့အတွက်ကြောင့်မို့လို့သူ့ဆရာ scenarios နဲ့အတူတူ Elidan ကိုထောင်ချလိုက်တယ်အချင်းချလိုက်တယ်ပေါ့နော်ဆိုတော့ဒီ part 2 video ရဲ့အပြီးမှာပေါ့နော် Elidan ကသူအာနှစ်ပေါင်းတစ်တောင်းလောက်ကြာမဲ့အချင်းတန်ကိုသူကခံစားရမယ် သူ့ရဲ့ညီသူ့ရဲ့အချစ်သူ့လူမျိုးတွေပေါ်မှာအညိုတေးကြီးတဲ့နောက်ပြီးတော့လုံးဝကိုဟိုမုံတီးမှုတွေပြည့်ရင်းနဲ့သူကအဲ့ဒီအချိန်အဲ့ဒီအချိန်တော့နေမှာအချိန်အကြာကြီးနေရမှာပေါ့အဲ့ဒီအချိန်ကစပြီးတော့ Elidan ကို The Betrayer လို့သူတို့ကတစ္ဆာဖောက်လို့ Night Elf လူမျိုးတွေကအကုန်ခေါ်ကြတယ်ဒါပေမဲ့ Elidan အတွက်ကကြတော့သူကပြန်ပြီးတော့တစ္ဆာဖောက်ခံရတာပဲ